ခန်နီဆိုဒီမှာမိမိအပေါ်ကျူးကျော်စော်ကားလာမှုမှန်သမျှကိုလက်တုံ့ပြန်မှုမရှိဘဲတိခန့်ခြင်းလို့သိထားပါဗျ။ဥပိ္ပခာဆိုတာကလည်းအာယုန်တရားရဲ့အပေါ်၌မေတ္တာကယုနာမုရိတာထားသလိုမဟုတ်ဘဲတပ်ပေတ္တာကာမတကားလို့တီးခြားနေတတ်ခြင်းဖြစ်ပါတယ်။ဒါကြောင့်ခန္ဒီရောဥပိ္ပခာပါလိလူရှုခြင်းသဘောတူနေပါ၍ကွဲပြားမှုတိတ်မတွေ့ရပါ။ဉာဏ်အမြင်ရှင်းစွာသိလိုပါရခင်ဗျာဆိုပြီးတော့မှဒါတူရပြီးတော့မေးထားတဲ့မေးခွန်းလေးဖြစ်ပါတယ်ဆရာ။ ခန္ဒီနဲ့ဥပ္ပခါပေါ့နော်ကွဲပြားခြင်းတာပေါ့အဲ့တော့ခန္ဒီဆိုတာကျွန်တော်တို့အလုံးနားလည်ထားတာသိခံခြင်းဆိုပြီးနားလည်ထားတယ်အဲ့သိခံခြင်းဆိုတဲ့အခါမှာနှစ်နည်းနှမျိုးရှိကြော်ဗျာဟောအဓိဝဒနာခန္ဒီနဲ့အနုလောမခန္ဒီဆိုနှမျိုးရှိတယ်အဓိဝဒနာခန္ဒီဆိုအဓိမိမိပေါ်၌ဝါဒနာတည်စေခြင်းပေါ့ကောင်းတာတည်စေတယ်ပေါ့သူတို့ကသူတို့ဘာကမတရားကြည့်ကြော်စော်ကားလာတာမှလည်းမြောက်ကိုဖောက်ပြန်မှုကင်းပေါ့အတုံပြန်ခြင်းအလင်းမရှိပဲနဲ့ဉာဏ်ပညာနဲ့ဆင်ခြင်ပြီးတော့မိမိကိုမိမိ ိုကပေါ့ငြင်းချက်စွာဖြင့်တစ္ဆဝါဒကိုထုံးပါတာပေါ့နော်အဲ့ဒါကိုခန္ဒီလို့ခေါ်တာပေါ့အဲ့တော့ခန္ဒီအစ်စ်ဖြစ်ဖို့အတွက်ကသူကအစွန်းနှစ်ပါးရှောင်ရတယ်ဘုရားဘာသာမှာအစွန်းနှစ်ပါးရှိတယ်လေကာမတုခန္ဒီကံညောကဆိုတဲ့စိတ်အလိုကိုလိုက်တာတစ်ခုပေါ့နောက်တစ်ခုကတော့စိတ်အလိုကိုဆန့်ကျင်ပြီးတော့ဉာဏ်ပညာမပါဘဲဆင်းရဲတာပေါ့အဲ့ဒါကိုအတ္တကိလမထာညောကပေါ့နော်ခန္ဒီမှာဒီမှာသုံးမယ်ဆိုရင်တော့အဲ့ဒီအစွန်းနှစ်ပါးပေါ့ပထမအစွန်းကစိတ်အလိုလိုက်တာကိုလက်တုံပြန်ခြင်းလို့ခေါ်တယ်နောက်ပြီးတော့စိတ်အလိုနဲ့ဆန့်ကျင်ပြီးတော့ဉာဏ်ပညာမပါဘဲနဲ့ဆင်းရဲတာကိုတော့ ဇက်စင်းခံခြင်းလို့ပါတယ်အဲ့တော့ခန္ဓာကိုယ်အစ်စ်ဖြစ်ခြင်းရင်လက်တုပ်ပြန်ခြင်းနဲ့ဇက်စင်းခံခြင်းအစွန်းနှစ်ပါးကိုရှောင်ရတယ်အဲ့တော့ရှောင်ရတဲ့အခါကျတော့ပေါ့ပြန်မှုကင်းလက်တုပ်ပြန်ခြင်းမရှိဘူးအဲ့ဒါကအဲ့လက်တုပ်ပြန်နေဆိုတာကကာမတုခံလိကကာမတုခံလိကနုယောကမိမိစိတ်ကိုအလိုလိုက်တာပေါ့ဟိုတို့တို့ချင်းဒါဒါချင်းပေါ့နော်ဒါဒေါသပေါ့ active ဒေါသပေါ့ဇက်စင်းခံတာကြတော့သူကလာမဲ့ဘေးရန်ကိုတွေးကြောက်ပြီးတော့ထိုးခံလိုက်တာ နော်ထိုးကန်လိုက်ကြဆိုတော့စိတ်ရဲ့အလိုကိုအရင်ဆန့်ကျင်ရတယ်ဒီလိုဇက်စင်းခံတဲ့ဟာဘာလို့မှမလုပ်ချင်ဘူးလေဒီကိစ္စကိုနောက်ဉာဏ်ပညာလည်းမရှင်ဘူး तू ကသာဟုတ်လားနောင်ကျွကျော်စကားလာမှကြောက်လို့ဆိုပြီးတော့လာမဲ့ဘေးရန်ပေးကြပြီးဇက်စင်းခံပြီးမှဒီကိစ္စပြီးတဲ့ကိစ္စမဟုတ်ဘူးလေအောင်မြင်တဲ့ကိစ္စမဟုတ်ဘူးအဲ့တော့အဲ့ဒီနှစ်ခုကိုရှောင်ရတယ်ရှောင်ရတာအဲ့ဒါအဓိပ္ပာယ်နာခံတီပေါ့လေအနုလောမခံတီကြတော့ तू ကအဲ့ဒါလိုမဟုတ်ဘူးအနုလောမဆိုတာကလျှော်စွာပေါ့အနုလောမဆိုဘာလျှော်စွာလဲဆိုဝိပဿနာတရားအထုတ်တဲ့အခါမှာကျွန်တော်တို့ခန္ဓာဒီမှာဟိုနာကျင်ခံခဲ့တဲ့ဆင်းရဲနဲ့တွေဖြစ်တယ်လေခန္ဓာကိုယ်မခံစားတဲ့ဟာတွေ အဲ့ဒါကိုတထထိုတရားလို့ကိုအထုတ်ရနိုင်ဟထဘာဒီခြေလက်တို့ကိုအတိစီရန်အချိန်ကြာမြင့်စွာသမိတ်စီတို့ဟာကြွေးထားသောအတိုင်းသာတွင်၎င်းပတာရီတို့ဟာဆန့်ထားသောအတိုင်းသာတွင်၎င်းထိတတ်သာတရှိသောထိုရှုမှတ်ဆက်ယောဂီဟာခဏခဏခဏတိုင်းခဏတိုင်းဝေဒနာလို့ခေါ်တဲ့ဒုက္ခဝေဒနာပေါ့နော်နာကျင်ခံခဲ့ဆင်းရဲတဲ့တွေဒီဥပ္ပစတိဖြစ်ပေါ်လာတယ်အဲ့ဒါလိုဖြစ်ပေါ်လာရင်ယောဂီဟာဤကကံငြိမ့်တဲ့ခြင်းကိုနားလည်ပတိမရဘူးအဲ့လိုမျိုးဝေဒနာဖိစီးလာပြီဆိုရင်နာကျင်ခံခဲ့ဖြစ်ရင် ီဘက်မှာခံရခဲ့တယ်ဆိုဒေါသကိုခေါ်တာပါပဲနော်ဟိုက passive ဒေါသပေါ့နော်အဲ့လိုဟာမျိုးဖြစ်တတ်ဖြစ်တဲ့ကကမ္မထမ်းပြတ်တတ်တယ်ပေါ့နော်အဲ့တော့ခုနကပြောတဲ့အနုလောမခံတယ်ဆိုတာအဲ့ဒါဟာကိုတိခံရတယ်တိခံတယ်ဆိုတာကဉာဏ်ပညာအစဉ်ကျင်နဲ့တိခံတာကိုပြောတာပေါ့နော်အဲ့ဒီဒုက္ခဝေဒနာဖြစ်ပေါ်လာရင်လည်းပဲဒီဝေဒနာဆိုတဲ့တရားဟာသင်္ကတတရားပဲပေါ့သူ့လိုလိုဖြစ်တတ်တဲ့သဘောတရားမဟုတ်ဘူးပေါ့အဲ့တော့မြတ်စွာဘုရားရှင်ကဝေဒနာပုဖုလူပမာဝေဒနာလို့ခေါ်တာပေါ့ရေပွက်နဲ့တူတယ်လို့ပြောတယ်လေရေဒနာဒါစင်ကျင်တဲ့ခံကိုပြောတာအနုလောမခံတယ် ရေဘွက်ဆိုတာမြေချောင်းအိမ်နေမှာမိုးတွေတားရွာတဲ့ခါမူလီမိုးပေါက်တွေကြားတဲ့ခါပလုံးလိုပြီးတော့ပလုံးစီလေးတွေဖြစ်ပြီးတော့ပြန်ပေါက်ကွဲသွားတဲ့ဟာပေါ့နော်ဘာမှတုံးလို့လည်းမရဘူးကြာရှည်လည်းမခံနိုင်ဟာပေါ့အဲ့ဒီဥပမာနဲ့ပြရတယ်မြတ်စွာဘုရားရှင်အဲ့တော့ဒီကံရည်ပြင်မှာရှိတဲ့ရေဘွက်တွေဟာသူကအကြောင်းလေးပါပြတယ်မြတ်စွာဘုရားရှင်ပထမတစ်အကြောင်းကဘာလဲဆိုကံရည်ပြင်ရှိတယ်တဲ့ပြီးတော့ပေါ်ကမိုးပေါက်ရှိတယ်တဲ့နောက်ကံရည်ပြင်ပေါ်မှာရစ်မေးနေတဲ့မြူအညစ်ကြေးရှိတယ်တဲ့ဒီအဖောင်းလေးဖြစ်ဖို့အတွက်ပေါ့နော်နောက်တစ်ခါ လေရှိတယ်တဲ့အဲ့ထဲဝင်သွားတဲ့လေပေါ့ပောက်ကွဲသွားတဲ့ဟာပေါ့အဲ့ဒီလေပါနဲ့ဆုံမှရေပွက်လေးတစ်ခုဖြစ်တယ်တဲ့ဖြစ်ပြီးစီနောက်ပြတ်သွားတယ်ပေါ့ဟိုတတ္တဝါတို့ရဲ့ခန္ဓာကိုယ်မှာလည်းပဲဝေဒနာဖြစ်တယ်ဆိုတာထုံနည်းတူစာပဲအကြောင်းလေးပါရှိတယ်တဲ့ဟိုအခန္ဓာရဲ့အတိုက်ဓာတ်ရဲ့ကိလေသာဆိုတဲ့မြူအညစ်ကြီးရဲ့ဖတ်တာရဲ့နော်ဝေဒနာဆိုတာဖတ်တာဖြစ်စရာဝေဒနာမလားအဲ့ဒီအကြောင်းလေးခုပေါင်းလို့ဝေဒနာဖြစ်တယ်ပေါ့အဲ့ဒီဝေဒနာဆိုတာခံစားခြင်းသဘောတသက်မြပဲဒုက္ခဒုက္ခဆိုတာအမြင်တတ်ထားတာပေါ့နော် တမရသီးတစ်လုံးကိုဒေါင်းလိုက်ပဲခွဲခွဲအလဲရပဲခွဲခွဲချင်တာချင်တာတခုပဲလေဟိုချိုးတဲ့ချင်းတဲ့ဆိုတာကစားနဲ့တူစားတဲ့လူကတစ်မျိုးစကြားနဲ့တူစားတဲ့လူကတစ်မျိုးပေါ့ဗျာဒုက္ခဒုက္ခဆိုတာပုံကိုရအလိုနဲ့ကြိုက်ပေါ့ပေါ့အမှန်တော့ဒုက္ခဖြစ်စေဒုက္ခဖြစ်စေပါဖြစ်လေအားလုံးကခံစားခြင်းပဲတကယ်တမ်းရှုမှတ်တဲ့ခါကျတော့လေအဲ့တော့ခံစားခြင်းများပဲအဲ့ဒီခံစားခြင်းကလည်းပဲခုနအကြောင်းတရားတွေပေါင်းစုံပြီးဖြစ်တဲ့သင်္ကတတရားသူကသူမဖြစ်တတ်ဘူးပေါ့ဒါတော့ဖြစ်လာလိုက်ဖြစ်တဲ့နေရာမှာပြန်ပြတ်သွားတယ်ပြတ်တဲ့နေရာအစားထိုးဖြစ်တယ်အစားထိုးဖြစ်တာတွေပြန်ပြတ်သွားတယ် အဲ့တော့တန်တတိအစင်တန်းတာမဟုတ်ဘူးတခန္ဓာချုပ်ပြီးမှတခန္ဓာပေါ်တာဒီတော့ဒီဝေဒနာဆိုတဲ့အာယုန်တရားလေးရတယ်သူ့ကိုယ်နိုင်ကိုကပြက်နေတဲ့ဓမ္မဖြစ်တယ်ဒါကြောင့်ကိញ្ញာပုဂ္ဂိုလ်ကိုမနှိမ့်ဆက်နိုင်ဘူးဒါဒါဆိုနောက်ဆုံးပဲသူ့ကိုယ်နိုင်ကိုကပြက်နေတဲ့ဓမ္မဖြစ်တဲ့အတွက်ကိញ្ញာပုဂ္ဂိုလ်ကိုနှိမ့်ဆက်နိုင်ခြင်းမရှိဘူးအကောင်လုံးကအပိုင်းပိုင်းအပြက်အပြက်အဆက်အဆက်ပေါ်ဗျာဒီလိုလေးတွေးလိုက်တဲ့အခါမှာညာနဲ့ဆင်ကျင်လိုက်တဲ့အခါအဲ့ဒါအနုလောမခံနေပါအဲ့ဒါလိုလုပ်လိုက်ရင်ကမ္မထမ်းမပြတ်တော့ ညာတက်လာတယ်တက်လာတဲ့ခါကျတော့ဘာဖြစ်လဲဆိုရင်ကျွန်တော်စကားရှိကြတယ်သီးခံရင်နိဗ္ဗာန်ရောက်တယ်ဆိုတာဒါကိုပြောတာအနုလောမခံတယ်